ရွှေကွက်ရွှေပကံနဲ့စားရတဲ့ပတ်သက်ပြီးရွှေကပုံစံကွက်နဲ့ထမင်းစားပြတဲ့နာမည်ကြီးရွှေဆိုင်ပရိသတ်များလုံးမင်္ဂလာပါရှင်ဘာမီစနောက်ကနေပြလဲကြိုးစိုးလိုက်ပါတယ်ရွှေကွက်ရွှေပကံတွေနဲ့ထမင်းစားတာကိုလူတွေကလောင်ပြောင်ကြတာကြောင့်ထောင်ထဲကပုံစံကွက်နဲ့ထမင်းစားပြလိုက်တာကတော့ရန်ကုန်မြို့ကနာမည်ကြီးရွှေဆိုင်ဇနီးမောင်နှံမှာအစောပါဇနီးမောင်နှံကအရန်ကိုချမ်းသာလွန်လို့ထမင်းစားတဲ့ချိန်မှာရွှေပကံတွေရွှေစွန်းတွေနဲ့စားပြီးတော့ကြွယ်ပြနေရင်လူပြောများကြရဖြစ်ပါတယ် ဒီရွှင်ဆိုင်ကိုမြန်မာနိုင်ငံအနှံ့အပြားမှာဖွင့်လှစ်ထားတဲ့အတွက်မသိသူမရှိလောက်အောင်နာမည်ကျော်ကြပါရယ်။ဒါပေမဲ့သူတို့ဘာသာရွှေခွက်နဲ့စားနိုင်တာကိုဂုံမောက်မှာစွာနဲ့ကြွားပြနေခဲ့ပြီးတော့မင်းသားမင်းသမီးတွေကိုနှိမ်ချတဲ့အပြုအမူတွေကြောင့်ဝေဖန်မှုတွေနဲ့ရင်ဆိုင်နေခဲ့ရပါရယ်။ အဲ့ဒီနာမည်ကျော်ရွှေစံကြီးဟာဆိုရင်တော့နိုင်ငံကျော်ထိတ်တဲမင်းသမီးတွေဖြစ်တဲ့ဆိုဖီသစင်နဲ့နေထွတ်တို့ကိုသူတို့ရဲ့ပွဲမှာတက်ရောက်ဖို့အတွက်ဖိတ်ခေါ်ခဲ့ရပါဒီလိုပွဲတစ်ပွဲကိုတက်ရောက်ဖို့အတွက်မင်းသားမင်းသမီးတွေကအနုပညာကြီးတွေအများကြီးပေးရပါတယ်ဒါပေမဲ့အဲ့ဒီရွှေစံကတော့ဆိုဖီသစင်နေထွတ်တာမကအောင်ရလင်းကိုပါဖိတ်ကြားခဲ့ပါတယ်ဒီလိုဖိတ်ကြားပြီးတော့သူတို့ရဲ့ပွဲကြီးပြီးဆုံးသွားတဲ့အချိန်မှာထမင်းတူတူစားဖို့အတွက်ဖိတ်ခေါ်ခဲ့ပါတယ်ဒါကလည်းအကောင်းတော့မဟုတ်ဘဲနဲ့သူတို့ရဲ့ပိုင်ဆိုင်မှုတွေနဲ့ချမ်းသာကြွယ်ဝမှုတွေကဘလောက်ထိအများပြားကြောင်းမင်းသားမင်းသမီးတွေကို 就抓着那张票吧。 ပုံမှန်အပြင်းဆိုရင်တော့ရွှေဆိုင်ပါရှင်တထေးသမီးတွေကမင်္ဂလာဆောင်တဲ့အခါမှာရွှေသားစစ်စစ်နဲ့သတို့သမီးဝစ်ဆောင်ကြီးကိုဖန်တီးချုပ်လို့ပြီးတော့ဝစ်ဆင်ကြပါတယ်။ဒါပေမဲ့ဇနီးမောင်နှံနှစ်ယောက်စလုံးမင်္ဂလာဆောင်ပြီးသားဖြစ်နေတဲ့အတွက်ရွှေသားစစ်စစ်သတို့သမီးဝစ်ဆောင်ကြီးကိုဝစ်ပြီးတော့ကြွားလို့မရတော့ပါဘူး။ဒါကြောင့်ကြွားလို့ရတဲ့ချိန်မှာသူတို့ကနေ့စဉ်နေ့တိုင်းရွှေသားအစ်စ်တွေနဲ့ပြုလုပ်ထားတဲ့ရွှေပကံတွေရွှေစွန်းတွေနဲ့ပဲထမင်းစားတောက်ကြောင်ထုတ်ကြွားခဲ့ရဖြစ်ပါတယ်။ဒါပေမဲ့လည်းသူတို့အဲ့ဒီလိုမျိုးစားတဲ့လိုမျိုးဘေးနားမှာအတူတူစားဖို့အတွက်ဖိတ်ခေါ်ထားတဲ့မင်းသားမင်းသမီးတွေကိုအဆင့်တန်း ်းတူညီစွာနဲ့ကျွေးမွေးအပ်ခံရမှာဖြစ်ပါတယ် အဲ့ဒီမာနာကြီးလာတဲ့ရွှေဆိုင်ပိုင်ရှင်ဇနီးမောင်နှံကတော့သူတို့ကရွှေပကံတွေနဲ့စားပြနေပြီးမင်းသမီးဆိုပြတဲ့ဇင်နဲ့နေထိုးထိုးကတော့တာမန်ပကံလေးတွေနဲ့ကျွေးနေခဲ့ပါတယ်။ဇပွဲဝိုင်းတစ်ခုထဲမှာတဲ့ခင်းအိတ်ခံထားတာချင်းတူပေမဲ့အယောင်ဝါတွေကကွာချနေပြီးတော့တကယ်ကိုအစင်တန်းခွဲခြားတယ်လို့မျိုးဖြစ်နေတာပါ။နောက်ပြီးတော့သူတို့ရဲ့ဘက်မှာဆိုရင်အစင်တန်းမြင့်တဲ့အင်းလျာတွေကိုတဲ့ခင်းအိတ်ခံထားပြီးတော့ရွှေပကံတွေနဲ့စားနေကြပါတယ်။ဆိုပြတဲ့ဇင်တို့ကတော့တာမန်ပကံလေးတွေနဲ့ပဲကျွေးပြီးဟင်းတွေကိုလည်းရိုးရိုးတန်းတန်းလေးပဲချပေးထားခဲ့ရပါ။ဒါကြောင့်ဆိုပြတို့အနေနဲ့လည်းလုံးဝ ကိုစားမွေနိုင်မင်းနဲ့တမင်သက်သက်ကြီးလာကြောတယ်လို့မျိုးဖြစ်နေတဲ့အတွက်စိတ်ထဲမှာအောင့်သက်သက်ဖြစ်သွားခဲ့ရပါတယ် နေထွေးရဲ့မျက်နာကလည်းအတော်လေးပြက်နေပေမဲ့သူတို့ရဲ့လုပ်ငန်းရှင်ဖြစ်တာကြောင့်သီးခံထားပါတယ်။သူတို့ဘာသာရွှေပကံနဲ့ပဲဆဆဘလိုပဲနေနေအခုလိုမျိုးတမင်ဝိုင်းတစ်ခုထဲမှာအတူတူထိုင်ခိုင်းပြီးရောခွဲခြားတဲ့အပြုတ်မှုတွေပြလိုက်တာကတော့တကယ်စိတ်မကောင်းစရာပါပဲ။စားပြီးတော့ချင်းဖြစ်မှချင်းတူတူအခုလိုမျိုးမာနာကြီးတစ်ခွေသားနဲ့နှိမ်ချပြီးရောအစင်တန်းခွဲခြားနေရတာကြောင့်အဲ့ဒီရွှေဆိုင်ပန်ရှင်ဇနီးမောင်နှံကိုပြည်သက်တွေကဝေဖန်ခဲ့ကြပါတယ်။သူတို့အစင်တန်းကဘလောက်မြင်မာနေပါစေ၊ဘလိုတွေစားသုံးနေပါစေ၊ကိုယ်လောက်မှမချမ်းသာတဲ့လူတွေပေါ်မှာပေါ်ရင်ကြီးဖိတ်ခေါ်ပြီးရော နှိမ်ချတယ်လို့ပြုလုပ်ခဲ့ရပါ။ဒါကြောင့်အခုခါမှာတော့အဆိုပါရွှေဆိုင်ပိုင်ရှင်လင်မယားကသူတို့ကိုရွှေခွက်နဲ့စားတယ်၊ဘဝင်မြင့်တယ်လို့ပြောကြတာကြောင့်အခုတခါမှာပုံစံခွက်နဲ့စားပြလိုက်တာဖြစ်ပါတယ်။ပရိသတ်တွေကတော့တသက်ရွယ်တယ်ဆိုပြီးပြောကြပါတယ်။ကြီးရှုနေကြတဲ့ပရိသတ်တွေကရောဒီလိုအထာကြကြဖြည့်ရှင်းခဲ့တဲ့ရွှေဆိုင်ဇနီးမောင်နှံပေါ်မှာမိမိတို့ရဲ့အမြင်လေးတွေကိုမှတ်ချက်ပေးသွားကြပါအောင်ရှင်။အဆုံးထိကြီးရှုပေးရတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။